တဲ့အစ်ကိုဘောပေါ်နေပြေဟောဘောဘောဘောခမကုံမြင်ရတယ်လမ်းပေါ်မှာဆန်းနေပါဆက်ကစားကိုလူမျက်မျက်သိပြီးမှရန်သူမျက်မျက်သိအောင်လုပ်တဲ့စစ်ဗျူဟာကိုကျွန်တော်လုပ်နေတာ။ကရင်မငြိမ်ဘူးလေကြာ။ကျွန်တော်လုပ်နေတယ်။ဒါကြောင့်မို့တိုက်ပွဲကြီးသဏ္ဍာန်ကြီးကမတူဘူး။ ရန်ကုန်ပကူးမွန်ကရင်တရင်လိုက်ဒေသတွေမှာ တော်လိုင်းအင်အားစုတွေအနေနဲ့ပြည်ပပြင်းပြင်းစီရေးဖော်ဆောင်ပြီးတော့စကတ်ဆတ်လက်အောက်ကရုံးထွက်နိုင်မှုဆိုတာက KNUS စီရေးဥဆောင်မှုပေါ်မှာလည်းများစွာမူတည်နေပါတယ်။ KNU ဥဆောင်တဲ့တောင်ပိုင်းတိုင်းစီရေးပုံဖော်မှုကိုမြောက်ပိုင်းအခြေအနေများနဲ့နှိုင်းယှဉ်ကတချို့သောပြည်သူများကအားမလို့အားမရချစ်ခဲ့ကြတာရှိပါတယ်။ဒါဟာလည်းပြည်သူတွေအဖြစ်တော့မဟုတ်ပါဘူး။တောင်ပိုင်းနဲ့ရှုပ်ထွေးတွေဖြစ်တဲ့ BGF, TGB, PC2 ဂျားတွေကနေခက်ခက်ခဲခဲတိုက်ပွဲဖော်ဆောင်ခဲ့ရပြီးတော့အောင်မြင်တယ်လို့မအောင်မြင်တယ်လို့မမဆောင်လို့ဖြစ်နေခဲ့တဲ့မြောက်ပိုင်းကော့ခရိတ်မျိုးသိန်းစစ်စီရေးတွေ ောင်းပါဒါပေမဲ့အခုချိန်မှာတော့ KNU ဟာကျွန်တော်တို့မျှော်လင့်ထားတဲ့ပူပြီးတော့မြန်ဆန်တဲ့အရှိန်တစ်ခုနဲ့ခိုင်းမြန်မာနေဇက်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်သိမ်းနေပါတယ်အခုနှစ်မူးမကုန်ခင်ကာလမှာပဲခိုင်းမြန်မာနေဇက်ဒေါနာတောင်အရှိန်ပေါင်းရင်းမြင်ဝန်ဒေတာကိုအလုံးစုံထိန်းချုပ်နိုင်ဖို့မျှော်မှန်းထားပုံရပါတယ်ဒီနောက်မှာတော့နောက်တစ်ဆင့်တက်ခါဒေါနာတောင်အရှိန်ချမ်းမသည်မူးကင်ရင်တင်လင်းလာဤပကူးနဲ့ရန်ကုန်အထိပါစီးရင်လှူရှားမှုတွေရှိလာနိုင်ပါတယ်လာမယ့်နှစ်နေအတွင်းဌာနချုပ်ကိုအင်းစိန်မှာပြောင်းလဲအခြေစိုက်မယ်ဆိုတဲ့ ် KND ကိုတာဝန်ရှိသူတဦးရဲ့ပြောကြားချက်ဟာစကားစကိုတရားဝင်စစ်ချေညာလိုက်တာပါဒီလိုပြောနိုင်လောက်အောင်လဲမြည်ပြင်းမှာအောင်ပွဲတွေကဇက်တိုက်ရရှိနေပြီးတော့တိတိတသားကိုစီရင်အသာစီရနေရပါအခုရပိုင်းမှာတောင်ပိုင်းတိုင်းရဲ့စီရင်တဲ့င်းတွေဟာအားရစရာကောင်းပြီးတော့ KNU ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေရဲ့မဟာဗျူဟာမြောက်ထိုးစစ်ဟာလဲပြည်ပြည်ပြည်ပြန်ပုံပေါ်လာတာတွေ့ရပါတယ်ပမာကီဒူလူမြောက်ရီတက်တော့ PPLA အနေနဲ့လေတောင်ပိုင်းဒေသစစ်ပွဲတွေမှာပါဝင်ဆင်နွှဲ့နေပါတယ် အခုရပိုင်းအတွင်းမှာပဲဘလေးတူတီဘောဘူးကနေလီရွှေအီးနိုင်စတဲ့စခန်းတွေကို တပြိုင်တည်းဝင်ရောက်တက်ခိုက်နေပြီးတော့အခုဗီဒီယိုလုပ်နေတဲ့အချိန်အတွင်းမှာကလေးလေးနဲ့ချွေးမဲစကန်းတွေကိုလည်းစကတ်စလက်လွတ်လိုက်ရပြီးဖြစ်ပါတယ်။ကနေလေးစကန်းသိမ့်တဲ့ဝဲမှာစကတ်စတပ်ပ50နှစ်ဦးကခိုင်းနိုင်ငံတဲသူဝင်ရောက်ခတ်ပြေးသွားပါတယ်။ဟောလီဗျူဟာဘက်ကနေဒီဘောဘက်ကိုစစ်ခုလာတဲ့စကတ်စစေချောင်းတစ်ခုလုံးကိုလည်း KNU ဝူဆောင်တဲ့တော်လိုင်းအင်အားစုတွေဟာစစ်ချောင်းတစ်ချောင်းလုံးပြုတ်အောင်ခြေမုံနိုင်ခဲ့ပါတယ်။သူမဲအမြောင်များနဲ့လက်နက်ခဲယမ်းများစွာကိုလည်းဖမ်းဆီးရမိထားတယ်လို့တချို့တဝက်သောစကတ်စတပ်သားတွေကထိုင်းဘက်ကိုခတ်ပြေးသွားတဲ့အတွက်ထိုင်း င်းစစ်တပ်ကလောင်ကျောင်းရင်မော့နေတယ်လို့လည်းသိရပါတယ်။အခုနှစ်2025မူးမကုံရင်ကာလအတွင်းမှာပဲ DNU ကဒေါနာတောင်အရှိချမ်းကစစ်ကောင်စီတပ်စခန်းတွေကိုတကယ်စီးလှဲထုတ်တယ်လို့ကိုတိုက်ခိုက်သိမ်းယူပါလိမ့်မယ်။ ဆောင်းဘော့ချိန်ကိုရောက်တဲ့အခါမှာတော့ဒေါနာတောင်အရှိချမ်းမာသည်မွန်ကရင်ပလင်းလာဤပကူးအရှိဂျမ်းနေပါပါဆွေရင်လှူရှာမှုတွေကြီးကြီးမားမားမြင်တွေ့လာရဖို့ရှိပါတယ်ကလင်လာဤကံဦးနဲ့ဒေတာဟာစကားဆိုင်အမားခံခန့်စစ်စစ်တခုလည်းချစ်ပြီးတော့ရုရှားရဲ့နျူကလ িয়ার စီမံကိန်းဒီဆောင်းဖို့အတွက်စာချုပ်ချုပ်ထားတဲ့ဒေတာဖြစ်တာကြောင့်စကားဆဟာကြီးရေးလေအင်အားအလုံးကြီးနဲ့ခုခံနေပါတယ် KNU ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေအနေနဲ့တဝဲကံဦးတဲ့တလျှောက်ကိုစူးဖို့နိုင်မှုဆိုရင်စင်ခုံမှုတချို့ရှိနေထိုင်ပါတယ်သူ့ပေမဲ့လည်း KNU ဟာစ ကစနဲ့ရုရှားတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာထိုင်းနိုင်ငံအပအဝင်အိန္ဒိယနိုင်ငံတွေရဲ့လုံခြုံရေးကိုပါချင်းချောက်နေပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ဖိအားကိုရှောင်ရှားတာ စကားစကူကောင်းကောင်းကင်ငါပြနေတာတွေ့ရပါတယ်အခုလက်ရှိအချိန်မှာလည်း KNU ဟာ၎င်းတို့ရဲ့တမဟာခုနှစ်ခုစလုံးမှာတိုက်ပွဲကြီးနေအတွက်တဲကိုဖော်ဆောင်နေပါပြီတိုက်ပွဲကင်းမဲ့ဆုံးလို့သတ်မှတ်ထားတဲ့ KNU တမဟာခွန်ဖိုင်အန်ခရိုင်မှာတော့မှစက္ကန့်သိန်းတိုက်ပွဲတွေကို2025ခုနှစ်မှာစတင်မြင်တွေ့လာရပြီဖြစ်ပါတယ်တော်လင်ဟီကာလာတချောင်းတိုက်ပွဲအများဆုံးချစ်ခဲ့တာကတော့တမဟာ6ပေါ်ကရေစစ်မျက်နှာပါဒီတီတာမှာအခြေပြုလှုပ်ရှားနေတဲ့ KNU PDF ပူပေါင်းစစ်ကြောင်းတွေဟာအစိုးပိုင်းမှာတော့ကော့ကရိတ်မြဝတီကာလာမတချောင်းမှာစစ်ကြောင်းတွေခွဲပြီးလှုပ်ရှား ကြပါတယ်ရက်ခတ်တောင်ဆွေတော်ကုန်း၄ကီကောသင်ငန်းညီနောင်ချေဆိုင်ခမရ399 396 399နဲ့သင်ငန်းညီနောင်ဘီဟာတို့ကိုသိမ့်ပိုက်ပြီးတော့မြမရီနဲ့ကော့ကရစ်ကူပါဝန်းရံပိတ်ဆို့နိုင်ခဲ့ပါတယ် ဒီအချိန်မှာစကားစာဟာတက်မှတ်ငါးငါးကိုအဓိကထားပြီးတော့အောင်စီရစေချောင်းဖြစ်အင်းအားစုဖွဲ့ကတော်သားအင်းအားတစ်ခေါင်ကျော်သုံးကလက်နက်ခဲရင်လေချောင်းကြီးကိုအပြည့်အစုံနဲ့ဗျာရီကိုဥကီချစ်တက်လာခဲ့ပါဒီအချိန်မှာ KN unit ဒေါ်လာအင်းအားစုတွေကလည်းမြရီကော့ခရိတ်မြူရီကနေပြန်လဲဆုတ်ခွာပြီးတော့ဒေါနာတောင်ကျုပ်ကိုအခြေပြုကစကားစာကိုပျောက်ကြားစေနဲ့ချီးမွမ်းခဲ့ပါတယ် အောင်စီရဲ့စီကြောင်ဟာဒေါနာကောင်ကျော်အတက်ဒေါနော်ရေတခုကိုတော့မကျော်နိုင်ပဲနဲ့ပိတ်မိနေပါနဲ့အခုမေလာတဲမှာကိုပဲအောင်စီရဲ့ရှေတန်းကုကဲမှုဌာနချုပ်စခန်းကြီးကိုလည်းတော်လှန်ရေးအင်အားစုတွေကအောင်မြင်စွာသိမ့်ပိုက်ချေမှုနိုင်ခဲ့ပြီဖြစ်ပါတယ်အောင်စီရဲ့စီကြောင်သာအလုံးစုံပြုလဲသွားရင်စကတ်ဆာဟာတောင်ပိုင်းတိုင်းစစ်ငင်နာမှာလုံးဝစစ်ဦးကျိုးသွားပြီလို့ပြောလို့ရပါတယ်စကတ်ဆာဟာအောင်စီရဲ့စီကြောင်ကိုစစ်မှုတန်းသင်္သန်းစင်းတပ်သား6ဝါကျော်အင်အားခက်ဖြီထားပြီးတော့ကော့ခရစ်ကနေတော်တော်အထိကိုနေရာယူထားတာပါ KNU နဲ့တော်လှန်ရေးအင်အားစုတွေကလည်းဒီစီကြောင်ကိုသုံး မိုင်းချက်တောက်ပိတ်ဆို့ထားပြီးတော့အမိတ်ထရီထွေးနေပါတယ်။အခုလက်ရှိအချိန်မှာတော့အင်အားထောင်ချီပြီးစူးဖွဲ့ခဲ့တဲ့နိုင်ငံတော်အဆင့်အောင်စီရစစ်ကြောင်းကြီးဟာအင်အား200ကျော်လောက်ပဲကျန်မာတော့တယ်။တနည်းတွင်စစ်ကစတပ်ပ900ကျော်တည်ဆုံးခဲ့ပြီးတော့ KNU10 လက်နက်ချအညက်ခံသူတွေအလင်းဝင်ပြီးတော့စစ်ကစကိုပြန်လည်တိုက်ခိုက်နေသူတွေလည်းအများအပြားရှိနေပါတယ်။ KNU နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့တန်ချက်ကရင်အပါဝင်စစ်ကစ95စီကိုဖျက်ဆီးနိုင်ခဲ့ပြီးတော့လက်နက်ကြီးငယ်2000ကျော်လောက်ကိုသိမ်းပိုက်ရရှိထားပါတယ်။ဒေါနတ်တောင်အနောက်ချမ်းဂျုံလုံးမြူနာတီကိုတော်လှန်ရေးအင်အားစု ူတွေဟာစီရေးလှောက်ရှာလာကြပြီးတော့အကစားဟာဂျုံတူးနားမှာခန်းစစ်တင်ထားရပါတယ်ဂျုံတူးခမရ9565ခုကနေပြီးတော့စစ်ကြောင်းနှစ်ကြောင်းဟာလည်းတံပြန်တိုက်စစ်ဖွင့်နေပြီးမယ်စကစားဒုတန်ရင်မှုအပါအဝင်တပားအယောက်30လောက်နေဆုံးကတက်ပြန်ခောက်ခဲ့ရပါတယ်ဒီဂျုံတူးနားခတ်တိုက်ပွဲတွေမှာတော့ KNU ပူပေါင်းတပ်ဖွဲ့တွေထဲမှာမွန်တော်လိုင်းတပ်ဖွဲ့တွေပါဝင်ရောက်ပူပေါင်းတိုက်ခိုက်နေတာတွေ့ရပါတယ်စစ်တောင်းမြန်မာဒေသကိုတော့ PDF တွေကိုယ်တိုင်ဥဆောင်ပြီးတော့ထူးဖောက်ဝင်ရောက်နေပြီး KNU တက်မဟာ3မှာအပြည့်အဝပံ့ပိုးပေးထားပါတယ် KNU တက်မဟာနှစ်တောင်ခရိုင်တက်မဟာ3မြောင်းလေးပင်ခရိုင်တက်မဟာ5ဖပွန်ခရိုင်ဒီတွင်းကတန်ဝင်မြကန်တရှောင်းနဲ့စစ်တောင်းမြင်ဝဲတရှောင်းကစစ်ကောင်စီတပ်စခန်းအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးတော့အတားအဆီးမရှိဘဲတော်လှန်ရေးအင်အားစုတွေအနေနဲ့ဟောလာလှုပ်ရှားနေနိုင်ပြီဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေရောက်အောင်လဲနှိမ့်နဲ့ချပြီးတော့ကြိုးစားတိစောက်ထားကြရတာပါစစ်တောင်းမြင်ဝဲဒေသမှာတော်လှန်ရေးစတင်တဲ့အချိန်2022ခုနှစ်တည်းကတော်လှန်ရေးအင်အားစုတွေဟာပျောက်ကျလှုပ်ရှားခဲ့ပြီးတော့အင်အားစုဖွဲ့တိစောက်နေခဲ့ ကြတာပါစစ်တောင်းမြေအရှိတ်ထရီတင်ကြောင့်ဒီမုံစစ်တောင်းမြေအနောက်ဘက်ကျူပင်းနေကောညောင်ရီပင်ကနေရန်ကုန်မန္တလေးလဟောင်းနီတီကိုလှူရှာကြပါတယ်လက်ရှိမှာလဲမုံဝင်ခြေဆိုင်တင်ငင်းနေကူပါစတိုက်သိင်းနေပါတယ်အခုအချိန်မှာတော့စစ်တောင်းမြေဝန်ဒေတာဟာတစားတစားပုံမှုအင်အားကောင်းလာပြီးတော့မကြခင်မှာ ပကူနာအထီကိုပါချင်းချောက်လာနိုင်ပါတယ်2021ခုနှစ်စစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာ KNU ကပထမဆုံးတရားဝင်စာထုတ်ပြီးကန့်ကွက်ခဲ့တဲ့ ER ကိုတခုပါစစ်တပ်ရဲ့လက်ရန်ဖမ်းဆီးမှုကြောင့်ထွက်ပြေးတင်းချောင်းနေကြရတယ်။ NLD လွှတ်တော်အမတ်တွေပါတီဝင်တွေနဲ့တခြားသူနိုင်ငံတွေတကြွရှုံရှားသူတွေကို KNU နေနေအတွင်းမှာခိုးလုံခွင့်ပေးခဲ့ပါတယ်။ PDF တပ်ဖွဲ့တွေမစုဖွဲ့နိုင်ခဲ့တဲ့ကတည်းက KNU ဟာဒီမတ်ဒေသကလူငယ်အများအများကိုစစ်တပ်နဲ့ပို့ချထားပြီးဖြစ်ပါတယ်။2022ခုနှစ်တွင်မှာပဲစက္ကစားဟာ KNU ထင်းချုပ်ဟာရီတီကို music ကိုအတင်းဝင်ရောက်ခါ KNU ခုံလုံးခွင့်ပေးထားတဲ့နိုင်ငံတက်ချာလုံရှာသူတွေကိုဖမ်းဆီးခဲ့ရတာဆလို့ KNU ကတော်လှန်ရေးတဲ့ကိုခြေစုံကစ်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။2025ခုနှစ်ကဆလို့ခရင်စစ်မျက်နှာဟာထူးခြားပြောင်းလဲမှုတွေရှိလာပါတယ်။ KNU နဲ့အတူတော်လှန်အင်အားစုတွေအားလုံးဟာအခြေဆက်မိမိစစ်ကစားလာနိုင်ပြီးတော့စီရင်ရှိမဲချက်တစ်ခုတည်းကိုဥတီလာတို့အောင်ပွဲတွေကလည်းဇက်တိုက်ရနေပါတယ်။တရင်လုံးကြုံရေးကိုလည်းအရင်ကထက်ပိုပြီးကြည့်ဆိုင်လာတာတွေ့ရပါတယ်။တရင်အဖွဲ့အစည်းတွေဖြစ်တဲ့နေကြောင်တက် PGF နဲ့ ဒီကီဘီအဖွဲ့တွေကပါ KNY ကကောင်းစာစီယုံထားနိုင်မှုရပါတယ်တင်းရင်စင်းရနာမှာအရင်ကစားကစားနဲ့ပူးထွက်လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တွေကလည်းညီပြင်းမှာဆက်ဆက်နဲ့ပူးထွက်လှုပ်ရှားမှုတွေမရှိသလောက်ယုံနေလာတာတွေ့ရပါတယ်စားကစားနဲ့ BTF အားလည်းအရင်လိုဆက်ဆံရေးသိကောင်းဖို့မရတော့ပါဘူးတင်းရင်ချင်းကြီးပြဿနာကိုလက်နက်နဲ့မဖြေရှင်းဘူးဆိုတဲ့မူကိုလက်ခံထားတဲ့ KNY ရဲ့စီယုံရေးမဟာဗျူဟာဟာအလုံးဖြစ်စွာပြုလာပြီလို့သတ်မှတ်လို့ရပါတယ် ဂျာနီဝါဒါကိုအငြင်းကျင်းတော့ခဲ့တဲ့ DKPA တောင်မှစုံစည်းငိုင်မှာစကားစာတက်ဆွဲခွင့်တောင်းတာကိုညှင်းပယ်ခဲ့တဲ့အတွက်စကားစာဟာ လင်းကြီးနဲ့ပုံကျဲခဲ့ပါတယ်ဒီလူရဲ့ဟာဂျာနီဝါဒကျင်သုံးနေတဲ့အဖွဲ့အစည်းတွေကိုတော့စကားစာဟာစစ်ပွဲတွေဆွဲခေါ်နေသလိုဖြစ်နေပါတယ်အဖွဲ့အစည်းတစ်ခုသို့မဟုတ်လူပုဂ္ဂိုလ်တစ်ယောက်ကကြာဆုံးချိန်တန်လာပြီဆိုရင်ခြေလမ်းမားတွေကိုလှမ်းလာစမြဲပါအမားတွေကိုဇက်ပိုက်ကျူးလွန်လာတဲ့စကားစာဟာအခု2025ခုနှစ်အတွင်းမှာကိုပဲတောင်ပိုင်းတိုင်းကနေရအများစုကိုထပ်မံလက်လျှော့ရပွဲရှိပါကြောင်းသုံးသက်တင်ပြရင်ဒီဗီဒီယိုလေးကိုညှိကုန်းချိုးလိုက်ပါတယ် အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်